အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကန်ပြည်မှာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ပြင်အား9.9 magnitude ရှိတဲ့ငလျင်ဟာအရှေ့တောင်အာရှမှာလှုပ်ခတ်လို့အာရှမှာမြန်မာနိုင်ငံအပါအဝင်6နိုင်ငံကို ထိခိုက်ခဲ့ပါတယ်တဲ့ရင်ပြေဆောင်ကတော့ writer သတင်းဌာနကဒီကနေ့ master 28 2025မှာ ကြားပြတ်ကြေညာသွားတာကတော့မြန်မာပြည်ရဲ့သတင်းများအရဒီကနေ့တောက်ကြနေမှာအရှိတောင်အားမှာပြင်အား9.9မက်ဂနီတူတောင်ရှိတဲ့ငလင်လောက်ခတ်မှုကြောင့်အာရှမှာ6နိုင်ငံမှာလူတွေတေအဆောက်အဦတွေများစွာပြတ်ကျရပြီးမြန်မာပြည်တွင်းကမီဒီယာတွေအဆိုအရလူပေါင်းအယောက်140လောက်အသက်ဆုံးရှုံးသွားရတယ်လို့လောလောဆယ်သိရပါဗျ။ကဘာတူတီတီများရဲ့ပြောဆိုချက်အရဆိုရင်တော့ မလင်းလှုပ်ခတ်မှုရဲ့တိုင်းထွာချက်အရရာဇဝင်ထဲမှာတော့အများဆုံးဟာ9.5ရှိခဲ့ပြီးအဲ့ဒါကတော့1960ခုနှစ်မှာဖြစ်ခဲ့တဲ့ချီလီနိုင်ငံမှာလှုပ်ခဲ့တဲ့ငလျင်ပဲဖြစ်ပါတယ်ဒီနေ့ဖြစ်ခဲ့တဲ့ငလျင်ကြောင့်ဘန်ကောက်ထိုင်းလန်းမှာဆိုလို့ရှိရင်လည်းစောက်လက်စအဆောက်ဦးတွေဘန်ကောက်မြို့လယ်မှာပြိုကျပျက်စီးခဲ့ပြီးလောလောဆယ်လူ6ယောက်ဒီဆုံးသွားကြောင်းရှောက်ခွေကေဆယ်ရီတွေကဆက်လုပ်နေကြကြောင်းသိရပါတယ် ်မြပြည်မှာတော့စကိုင်းမြို့မှာဗဟိုကျပြီးလှုပ်ခတ်သွားတဲ့ငလျင်ဟာအနည်းဆုံးမန္တလေးမြို့ကိုပါထိခိုက်သွားပြီးလူနေအဆောက်အဦလမ်းတတာစကိုင်းတတာအဟောင်းဖျားကြောင်းခန့်တွေအများအပြားပျို့ချပျက်စီးခဲ့ရပါတယ်မြန်မာနိုင်ငံရှိစကိုင်းတိုင်းဒေသကြီးဟာကြီးမားပြီးအပျက်စီးများပြားလာသောနေရာတစ်ခုတွင် မပါဝင်ခဲ့ဘူးပေမဲ့မြန်မာနိုင်ငံဆိုရင်တော့မြေကလျင်တံမကြာခဏခံရရရှိတဲ့နိုင်ငံတွေစီးရင်ထဲမှာတော့ပါဝင်ပါတယ် မြန်မာနိုင်ငံရဲ့ပထဝီဖွဲ့စည်းပုံဟာဆိုရင်အိန္ဒိယကုန်းမြေနဲ့တရုတ်ကုန်းမြေနှစ်ခုအလဲမှာပေါင်းစပ်သွားပြီးတော့မြောက်ဘက်ကနေတောင်ဘက်ကိုရွှေ့ရှင်းလာတဲ့ပထဝီဖွဲ့စည်းမှုမျိုးဖြစ်ကြောင်းလန်ဒန်ကောလိပ်ကငလင်လေးလာရေးပေါမော့ကဂျိုဗန်နာဝေါ်ကာကပြောသွားပါတယ်။ပြီးတော့အဲ့ဒီမြေပြင်အရှိနဲ့အနောက်တစ်ခုတို့ဟာငလင်လဲလှုပ်လဲလှုပ်ကောဒေါင်လိုက်ကျွေလျားမှုတွေဖြစ်ကုန်လို့မြန်မာနိုင်ငံရဲ့မြောက်ပိုင်းကနေတောင်ဘက်ကိုအကုန်ထိကြိုက်သွားတာဖြစ်ပြီးအငုအခု ငလင်းဟာဆိုရင် magnitude 9ကနေ8ကြားမှာရှိခဲ့ကြောင်းသူမကပြောပါတယ်။မှတ်တမ်းတွေရာစကိုင်းတိုင်းဟာဆိုရင်2012တုန်းကလည်း magnitude 6.8လောက်ရှိတဲ့ငလင်းလောက်ခတ်တာကြောင့်လူပေါင်း26ယောက်သေဆုံးခဲ့ရပါတယ်။အမေရိကရဲ့ငလင်းလေလာကျွမ်းကျင်သူတွေရဲ့အဆိုအရဒီတောက်ကြနဲ့မှလှုပ်ခဲ့တဲ့ငလင်းဟာဆိုရင်မြမသမိုင်းထဲမှာအကြီးမားဆုံးလို့ပြောဆိုရပါတယ်။ မေရိကန်နိုင်ငံမှာရှိတဲ့ပထဝီဘေးဒပညာရှင်က Rider သတင်းဌာနကိုပြောတာကတော့ငလျင်ရဲ့အတိမ်အနက်ပေါ်မူတည်ပြီးပျက်စီးမှုနည်းတယ်များတယ်ဆိုတာကိုတွေ့နိုင်ကြောင်းအခုငလျင်ဟာမြေအောက်မှာတိတ်မနှက်ပဲ10ကီလိုမီတာ6.2မိုင်လောက်မြေပြင်အောက်မှာလှုပ်ခတ်ခဲ့တာကြောင့်အဲ့ဒါတိမ်လုံးဝကြီးပြီးတော့အခုလိုပျက်စီးမှုတွေများပြားခဲ့ကြောင်းပြောပါတယ်ငလျင်လှိုင်းဟာတိမ်တိမ်လေးနဲ့ပြင်းထန်ခဲ့တာမို့ငလျင်ရဲ့လှုပ်ထလှုပ်ခတ်ခဲ့တဲ့ ြင်းအားကိုမြေပြင်ပေါ်ကအဆောက်အဦတွေအပြည့်အဝခန်းစားရရှိပြီးတော့ဆုံးရှုံးပျက်စီးမှုတွေများခဲ့ရတာပါလို့သူကပြောပါတယ်။အခုငလျင်တန်ကြောင့်မြန်မာပြည်မှာလူပေါင်းတထောင်ကနေတသိန်းကျော်ဒုက္ခတွေရောက်နိုင်ပြီးမြန်မာနိုင်ငံရဲ့စီးပွားရေး80ရာခိုင်နှုန်းလောက်ခိကိုက်ပျက်စီးနိုင်သွားကြောင်းလည်းသိရပါတယ်။မန္တလေးနဲ့နေတဲ့စခိုင်းမှာတော့ဘလောက်ထိကိုက်သွားနိုင်ကြောင်းခံမှန်းလို့မရသေးပေမဲ့မန္တလေးထက်မနှဲရင်တော့မှဒီလောက်တော့ပျက်စီးသွားနိုင်တယ်လို့ ခံမှန်းကြပါတယ်။မန္တလေးမြို့ကမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးသူကလူဦးရေ1.5တသမ5သန်းလောက်နေထိုင်နေပြီးမြမရှိကြသောအမွေအနှစ်ရိုးရာရင်ကျင်းမှုဒလိများဖျားကြောင်းကအများပြားရှိရာနေရာလည်းဖြစ်ပြီးအခုငလျင်ကြောင့်လူပေါင်း144ယောက်သေဆုံးပြီး932ယောက်ဒဏ်ရာရရှိခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာတွေကကြေညာပါတယ်။ ူမှုကွန်ရက်တွေပေါ်မှာလည်းမန္တလေးမစိုးရင်တောင်းတိုင်းမှာအထက်မြင့်အဆောက်အဦကြီးပြိုကျသွားတာကိုလည်းတွေ့မြင်ရပါတယ်။ပြည်မနာကနေပြည်တော်မှာလည်းငလျင်တန်ခံရတာမို့ကေဆယ်ရေးဝန်ထမ်းများပြောဆိုကြရသူတို့ဟာအသက်မဲ့နေတဲ့ခန္ဓာကိုယ်ပေါင်း60လောက်ကိုအဆောက်အဦတွေကြားထဲကထုတ်ယူခဲ့ရကြောင်းသိရပါတယ်။မြန်မာစစ်အစိုးရကတော့၎င်းတို့ရဲ့အုပ်ချုပ်မှုကိုပုံကန်နေသောပြည်တွင်းတောင်းကျမှုတွေကိုတိုက်ခိုက်ရန်သာအာရုံစိုက်နေတာကြောင့် အခုငလျင်တန်းကယ်ဆယ်ရေးလုပ်ငန်းတွေမှာသဘောတော့တာပေါင်းဝင်နေကြောင်းသိရပါဗျ။ဒီ match လ29 25မနေ့ကတော့နေပြည်တော်မှာတက်မတော်နေအခမ်းအနားကိုကြီးကျယ်စွာပြုလုပ်ခဲ့ပြီးစစ်အရာရှိတွေတရက်ကပ်ပြီးငလျင်တန်းလုကင်းသွားကြပါဗျ။ပြည်သူ့ကာကွယ်ရေးတပ် PDF ကမဆင်မအောင်က writer သတင်းဌာနကိုပြောသွားတာကတော့ PDF အနေနဲ့လူသားချင်းစာနာတဲ့အကူအညီတွေကိုအစွမ်းကုန်ကူညီပေးရသွားမှာဖြစ်ကြောင်းပြောပါဗျ။ အမေရိကန်ပထဝီဗေဒပညာရှင်တွေရဲ့ခန့်မှန်းချက်အရမန္တလေးမိတ်တီလာစကိုင်းတို့မှာလူပေါင်းထောင်ချီတည်ဆုံနိုင်ပွဲရရှိကြောင်းနဲ့ငွေကြေးအမြောက်အများဆုံးရှုံးမှုသွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးပေါ်ကစောက်ဦးတွေလမ်းတံတားတွေများစွာပျက်စီးခဲ့ပြီးအေယာဝတီမြစ်ကိုဖက်ဆောက်ထားတဲ့အင်းဝတံတားစကိုင်းတံတားဟောင်းတို့လည်းပြတ်ကျပြီးရေထဲရောက်ကုန်ပါတယ်။မန္တလေးမှာနိုင်ရည်စင်ကြီးရောမန္တလေးမြို့ နမ်းမြုပ်ရိုးရဲ့နေရာတချို့လည်းပျက်စီးခဲ့ကြောင်းသိရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ပေါ်မှာတော့မျက်မြင်သက်တင်များပြောဆိုချက်အရဟိုတယ်ပေါ်ကလူတွေညဝိတ်ယုံတွေနဲ့လမ်းမတွေပေါ်ပြေးဆင်းလာတာတွေရေကူးဝစ်စုံတွေနဲ့ပြေးဆင်းလာတာတွေဟိုတယ်တွေခေါင်းပိုးမှာထားတဲ့ရေကူးကန်တွေရတဲ့ရေတွေပြုတ်ရေတွေအောက်ကိုကျလာတာတွေတွေ့ရကြောင်းသတင်းများကိုပြောပါရယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့ကြားတဲ့သတင်းတွေကိုလည်းထပ်မံတင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာ အခုတင်ဆက်ပေးသွားတဲ့သတင်းများကိုချိန်နေသိခဲ့ပါကကျွန်တော်တို့ရဲ့999 Promise USA New YouTube Channel လေးကိုချိန်နေသိခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye